ကုန်တင်လေရင်နေဘလို့အလုပ်လုပ်လဲဘလောက်ထိတင်နိုင်လဲပရိသတ်များအားလုံးပဲမင်္ဂလာပါများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ထားကိုလေရင်နေကဂီးတက်တင်လေရင်နေနဲ့မတူဘဲနဲ့ကုန်စီတွေတည်ယူဖို့အထူးအထူးဒီဇိုင်းထုတ်လုပ်ထားတာဖြစ်ပါတယ်ဒီလေရင်နေမှာခီးတဲ့တိုင်းကုန်ဖြော်ပြေးစနစ်တွေဒါမှမဟုတ်ခီးတဲ့တုံးပစ္စည်းတွေမပါပါဘူးအဓိကအနေနဲ့ကုန်တင်နိုင်တဲ့နေရာပုံများများရအောင်လို့ဖန်တီးထားတာပါဒီကနေ့ပြည်မှာတော့ကာကိုလီရင်တွေဘယ်လိုလုပ်လို့လဲဆိုတာကိုအစင်းလိုက်ပြောပြပေးတော့မှာဖြစ်ပါတယ် ကာဂိုလီယန်ရဲ့ဒီဇိုင်းနဲ့တိဆောက်ပုံကိုပထမဦးဆုံးစာပြောပါမယ်။ကာဂိုလီယန်မှာကုန်တင်မှုခြေပြန်းတဲ့ကိုရယ်တွေရှိပါတယ်။ဥမာအပြင်တော့ Boring 747AF လို့လေးနေမှာတော့ကုန်တင်နိုင်တဲ့နေရာက853ကုဘမီတာလောက်ရှိပါတယ်။ကုန်ပစ္စည်းတွေလွယ်တကူတင်ဆောင်နိုင်မှုကြီးမားတဲ့တကားတွေပေါင်းဝင်ပါတယ်။တချို့လေယာဉ်တွေဥမာအပြင်တော့ Antonov AN124 မှာရှေ့ပိုင်းနဲ့နောက်ပိုင်းမှာတကားနှစ်ခုပေါင်းဝင်ပြီးတော့ကုန်တင်ကုန်ချမှာမြန်ဆန်ပါတယ်။ကုန်တင်နေရာကိုတက်တောင့်တက်တာဖြစ်အောင်လို့လျှက်စီရထားလို့ကုန်ရွှေစနစ် electronic roller တွေထည့်သွင်းထားပါရီဒါကကုန်ပစ္စည်းတွေကိုလေယာဉ်ထဲမှာအလွယ်တကူရွှေ့ပြီးတော့စီစဉ်ထားနိုင်ပါရီလေယာဉ်ကျန်းမြင့်ကိုအားပြည့်ထားပြီးတော့ကုန်တင်တဲ့အခါမှာအလေးချိန်ကိုခံနိုင်အောင်လို့ဖန်တီးထားပါရီကုန်တင်နီလနေအနေနဲ့ကတော့နံပါတ်1 unit load devices ULDS ကုန်တင်တဲ့အခါမှာသတ်မှတ်ထားတဲ့ကွန်တိန်နာတွေဒါမှမဟုတ်အပြားတွေကိုသုံးပါရီဒါရီကလေယာဉ်ရဲ့အတွင်းပိုင်းနဲ့အံဝင်အောင်လို့ဒီဇိုင်းထုတ်ထားတာဖြစ်ပါရီ UNDS တွေကိုလဲရီဒါမှမဟုတ် Fortress Grade အနေနဲ့လေရင်နဲ့တင်ဆောင်ပါရီနံပါတ်2 hand loading တင်းငယ်လေးနေဒါမှမဟုတ်အထူးကုန်ပစ္စည်းတွေအတွက်လူဝင်ရားနဲ့တင်ပါရီဒါကအချင်းပိုကြာပြီမဲ့လို့လိုအပ်တဲ့နေရာတွေမှာသုံးပါရီနံပါတ်3 oversized cargo ကြီးမားတဲ့ကုန်တွေဥမာအပြင်တော့ဆယ်ရန်နေရာကြီးတွေရဟတ်ယာဉ်တွေတင်တဲ့အခါမှာ Antonov AN225 လိုလေးနေကိုသုံးကြတာပါဒီလေးနေမှာကအထူးတင်ဆောင်စနစ်တွေပေါင်းပါရီလေဘပုံနဲ့ပတ်သက်ပြီးတော့ဆက်ပြောရမယ်ဆိုရင်တော့နံပါတ်၁ကာကိုလီနေကိုအများအားဖြင့်ကုန်ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီတွေစစ်တပ်တွေဒါမှမဟုတ်ပုဂ္ဂလိကကုမ္ပဏီတွေလေပတ်ပါရီ ။ဥမာပြင်းတော့ Andu North Airlines က oversized cargo တွေကိုအထူးပို့ဆောင်တာဖြစ်ပါတယ်။နံပါတ်1လေယာဉ်မှုတွေနဲ့အမှုတန်းတွေကကုန်ပစ္စည်းတွေရဲ့ဘေးကင်းမှုကိုတိကျအောင်လုပ်ရတယ်။ခီးတဲ့တွေမပါတော့လေယာဉ်မှုတွေရဲ့တာဝန်ကကုန်ပစ္စည်းတွေကိုအချိန်မီဘေးကင်းစွာပို့ဆောင်ဖို့ပဲဖြစ်ပါတယ်။နံပါတ်3လေယာဉ်တွေကအကုန်လေးချိန်မှမူတည်ပြီးတော့ပြန်လန်းကွာဝေးဖို့ချိန်ညှိရပါတယ်။ဥပမာအပြင်တော့ Boring 747AF ကအလေးချိန်138ကျန်နဲ့9630ကီလိုမီတာပြန်တန်းနိုင်ပါပြီ ကုန်နီလီအင်ဒီကကုန်လေးချင်းဘလောက်တီတင်နိုင်လဲအစားအစာဖြစ်ပါလေကာကိုလီအင်ဒီရဲ့တင်ဆောင်နိုင်စွမ်းကလေးရည်မျိုးစားပုံမှာမူတည်ပါလေအခုဆက်လက်ပြီးတော့လူတီများရဲ့လေးရင်တချို့ရဲ့တင်ဆောင်နိုင်စွမ်းကိုပြောပြပေးသွားပါမယ် Antonov AN225 Maria ကမ္ဘာအကြီးဆုံးကုန်တင်လေယာဉ်ကြီးဖြစ်ပြီးတော့အလေးချိန်အားဖြင့်250တန်အထိတင်ဆောင်နေတာဖြစ်ပါတယ်။ကုန်တင်နေရာက1300ကုဗမီတာရှိပါတယ်။ဒါပေမဲ့2022မှာယူကရိန်းမှာဖြတ်စည်းခံခဲ့ရလို့အခုတော့မရှိတော့ပါဘူး။ Antonov AN124 Russland အလေးချိန်150တန်အထိတင်ဆောင်နိုင်ပြီးတော့ကုန်တင်နေရာက1200ကုဗမီတာလောက်ရှိပါတယ်။ oversized cargo တွေအတွက်အသုံးများတာဖြစ်ပါတယ်။ Boring 747AF အလေးချိန်138တန်အထိတင်ဆောင်နိုင်ပြီးတော့ကုန်တင်နေရာက983ကုဗမီတာရှိပါတယ်။နိုင်ငံကကုန်ပို့ဆောင်ရေးမှာအသုံးများပါတယ်။ Lotte C5 Galaxy အလေးချိန်129တန်အထိတင်ဆောင်နိုင်ပြီးတော့စစ်ဖက်3လင်းဖြစ်ပါတယ်။ရရင်5စီးလောက်တင်ဆောင်နေတာဖြစ် Boring 777F အလေးချိန်103တန်းတီတင်ဆောင်နိုင်ပြီးတော့ကုန်တင်နေရာက653ကုဗမီတာရှိပါတယ်။အကွာဝေးရှည်ကုန်ပို့ဆောင်ရည်အတွက်လုံခြိုက်မြရပါတယ်။ Airbus A330-200F အလေးချိန်90တန်းတီတင်ဆောင်နိုင်ပြီးတော့အကွာဝေးအားဖြင့်တော့ရေမိုင်း၄00လောက်ပြန်တန်းနိုင်ပါတယ်။ Turbo prop လေးများဥမာ ATR 72အလေးချိန်9တန်းကနေ10တန်းလောက်ပဲတင်ဆောင်နိုင်ပြီးတော့ဒေတာရင်းကုန်ပို့ဆောင်ရည်အတွက်အသုံးပြုကြပါတယ်။ Cargo လေးအနေကကုန်စီပို့ဆောင်မှုအထူးဒီဇိုင်းထုတ်ထားပြီးတော့ကျေပြန့်တဲ့တကားတွေအားဖြင့်ကျန်းမြင့်နေတဲ့ ထိရောက်တဲ့တင်ဆောင်စနစ်တင်နေလဲလဲပတ်ကြပါရည်တင်ဆောင်နိုင်စွမ်းကတော့တင်းငယ်လေးနေမှာ9တန်ကနေအကြီးဆုံး၄နေမှာတော့250တန်အထိရှိရဲလို့ပဲဆိုပြရစီခင်ဗျာအစုံလေးလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးထူးတင်ရှိပါရည်